ကဲမစ္စတာအားလုံးပဲမင်္ဂလာပါဗျမင်းညာတော့ကျွန်တော်တဘောကောင်ရွေးချယ်ပေးခဲ့တဲ့ဒီ format body လေးကကျွန်တော်ရဲ့မိတ်ဆွေများကိုတေချာပေါက်ကျိုးရှိစေခဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲတော့ဒီနေ့ညမှာလည်းကျွန်တော်ပုံမှန်တိုင်းပဲတဘောကောင်နှစ်ဘောကောင်ရွေးချယ်ပြီးတော့ခံမှန်းပေးသွားပါဦးမယ်အဲတော့ဒီနေ့ညကျွန်တော်ဘယ်ဘွဲလေးကိုရွေးချယ်ပြီးခံမှန်းပေးသွားမလဲဆိုတာကိုတော့သိချင်တဲ့မိတ်ဆွေများအနေနဲ့ဒီဗီဒီယိုလေးကိုစောင့်အောင်လက်ကြည့်ဖို့ကျွန်တော်ကတိုက်တွန်းခဲ့ပါတယ် ဒီနေ့ညကတော့ကျွန်တော်စနေညဖြစ်လို့ကျွန်တော်ဥရောပချက်တန်းလေးပွဲစဉ်တွေအများကြီးရှင်မြန်ကစားဖို့ရှိတယ်ကျွန်တော်တို့အထူးသဖြင့်ပွဲကောင်းပါနော်ဒီ Chelsea နဲ့ Liverpool ပွဲစဉ်တွေကစားဖို့ရှိတယ်အဲတော့ကျွန်တော်ကတော့ဒီညမှာဒီ England Premier League ကတပွဲကိုရွေးချယ်ပြီးတော့ဒီဗီဒီယိုလေးထဲမှာခံမှန်းပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရွေးချယ်ထားတဲ့ပွဲစဉ်တွေကတော့ England Premier League ကကျွန်တော် London Derby ဖြစ်တဲ့ Arsenal နဲ့ Watford နဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့ကျွန်တော်လက်ရှိကြေးက Arsenal ကနေပြီးတော့ Global Bolgie 2ဒီမှာ Global Bolgie 3ပြေးထားတယ်။ ော်ဒီဂျေဖွင့်လင်းမှုကအာဆင်နယ်ပြီးခဲ့တဲ့ဘောရကစားခဲ့တဲ့ဒီအိုလံပီယာကော့စ်တင်တဲ့ပွဲစဉ်မှာဖွင့်လာတဲ့ဂျင်းနဲ့တော့စင်လာလို့ကျွန်တော်သတိထားမိရပါတော့အဲ့ပွဲစဉ်မှာတော့အာဆင်နယ်က2စီးနဲ့ပြီးခဲ့လို့ origin ပြခွာပြီးတော့ကိုပေါင်းကြီးကြားခဲ့တယ်အာပြီးခဲ့ရာသီကဒီနေ့သင်ရဲ့တွဆုံမှုကိုကျွန်တော်ပြန်ပြီးတော့ကြည့်မယ်ဆိုရင်အာဆင်နယ်အိမ်ခွေးမှာအာဆင်နယ်က1ရှုံးပြီးပြီးတော့ကိုပေါင်းကြီးတလုံး၅မှုစားပြီးခဲ့တယ်ဝါဆန်တန်က1စီးနဲ့နိုင်ခဲ့တယ်ပေါ့နော်အဲတော့ကတော့ကျွန်တော်ဘီယောက်ဂျီယောက်ဖြစ်ခဲ့တယ်အဲတော့မနေ့ကရာသီကအကျေးမှာဝင်တဲ့အာဆင်နယ်အသင်းကဒီရာသီမှာ မော်ဒီဂျီရောဂဝေါင်းကြီးရောအတော်လေးပြင်ရတာကိုကျွန်တော်တွေ့ရတယ်အဲဒါကလည်းလက်ရှိမှာအာဆန်တင်းရဲ့ကစားပုံကောင်းလာရဲ့တစ်ဖက်ကဝက်ဆန်တင်းရဲ့ကစားပုံလေးမကောင်းတာကြောင့်မလို့ကြီးပြင်ရတယ်ကိုကျွန်တော်အနေနဲ့ယူဆလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကလန်ဒန်ဒါဘီပွဲစဉ်ဖြစ်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကအာဆန်တင်းရဲ့ဒီယာလီကစားပုံကကြီးအောင်လာမှာလားဆိုင်သူကဂိုးကြီးအတွက်အများကြီးတွေ့လာတဲ့ဆိုင်သူအနေနဲ့ရမက်ရရေးအတွက်ကိုပဲဦးစားဦးစားပေးပြီးတော့အမတ်ဆူဆောင်ကြီးကစားနေရကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲတစ်ဖက်ကဝက်ဆန်တင်းကတော့အုတ်ချင်ဒီနီးပါးတက်ပြောင်းပြီးတော့ကစားပုံက အရင်ကောင်းအောင်မျိုးတော့မရှိဘူးဒါပေမဲ့ဒီလူစံတူကတော့ကောင်းမွန်တဲ့လူပြတောက်ဖြစ်တယ်ဒီနော်တရန်ဖော်ရတဲ့အင်းမှာလည်းသူရဲ့ကစားပုံတော်လေးကောင်းနေတာကိုကျွန်တော် တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီညမှာတော့အာဆင်နယ်အသင်းနေတယ်အဲရမယ်ရရှိရဲ့စာရင်သူ့အနေနဲ့ဒီပွဲပြီးွားရင်ဒီကလပ်ပွဲရဲ့နားကြီးပေါ့နော်ဒီနိုင်ငံပွဲကြီးဝင်လာကြအောင်မလို့နီးပြအာတီတာအနေနဲ့ဒီညမှာကစားသမားတွေကိုစစ်လုကိုလုကစားပြီးတော့တွင်ကိုအများကြီးရအောင်ကစားမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားတယ်ဘာလို့လဲဆိုတော့ ာဒီတာအနေနဲ့သူ့ရထမှာဒီဝက်ဆန်သင်းကိုငကိုးပြတ်၃ကိုးပြတ်နိုင်ရင်ပွဲရမရှိဘူးကျွန်တော်ကတ်ပြီးတော့1 0 2 1ဒါလာဘောနိုင်ရတာပေါ့နော်ဒရူးစီဆိုတဲ့ပွဲရတယ်ပွဲရမရှိရပါဘူးကျွန်တော်အရင်နီးပြကြီးအာဆင်1တထမှာတော့ဝက်ဆန်သင်းကို4 1 4နိုင်ရင်ပွဲရှိရပေါ့နော်ဒီအာဒီတာကိုင်မီတဲ့ကဝက်ဆန်သင်းကိုတခါမှကိုးပြတ်နိုင်ရတာမရှိဘူးအားကြောင့်မလို့ဒီညမှာတော့နီးပြအာဒီတာအနေနဲ့ဒီပွဲပြရရင်လည်းကစားသမားတွေနဲ့ကလပ်ဘက်ကစားဖို့မရှိကြမလို့တပတ်နားရနေသားမှာအခုညနောက်ဆုံးပွဲစဉ်မှာတော့ဝက်ဆန်သင်းကိုတခြားဘက်ဂိုးများရဲ့တန်ရရှိအောင်ကစားမယ်လို့ကျွန်တော်ကတော့ မျောလင့်ထားတယ်အကြောင်းဒီဟာဒီညပွဲစဉ်မှာတော့လက်ရှိအာဆီယံသင်းရဲ့ကစားပုံရောသူတို့အနေနဲ့ကစားသမားတွေဒီပွဲပြရရင်နားမဲ့နေဆောင်မလို့အာဆီယံသင်းတွေနဲ့ဒီညမှာပေါ်ဆန်သင်းကိုတချပေါက်သုံးခုပြတ်တွင်းပြီးတော့အနိုင်ရရှိမယ်လို့ကျွန်တော်ကတော့ခန့်မှန်းထားတယ်အကြောင်းလို့ကျွန်တော်ဒီညအတွက်ရွေးချယ်ထားတဲ့ပွဲစဉ်ကတော့အာဆီယံနဲ့ဝက်ဆန်သင်းရဲ့ပွဲစဉ်မှာကျွန်တော်အာဆီယံဘော်လီကြိုက်ပါတယ်အဲတော့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့လည်းခုညမှာတချပေါက်အချိုးရှိနေဆိုရင်တော့ကျွန်တော်ရွေးချယ်ပေးရတဲ့ဒီအာဆီယံဘော်လီကိုလက်ကစားဖို့ကျွန်တော်ကထပ်ပြီးတော့အကြံပြုခဲ့ပါတယ်အားလုံးပဲစနေညမှာလည်း 谁没加吧？这边？